ပြီးခဲ့တဲ့မေလအတွင်းမွန်ပြည်နယ်မှာလုံခြံပစ်ခတ်တပ်ဖြတ်မှုတွေကြောင့်အမျိုးသား၅ဦးသေဆုံးခဲ့တယ်လို့ဒေတာရင်းသတင်းတွေအရသိရပါဗျ။မေ၃ရက်မိုးလယ်ပိုင်းကမွန်ပြည်နယ်တန်ဖြူစရဲမြို့နယ်ထင်းရှူးကျေးရွာတန်ဖြူစရဲထင်းရှူးကလန်နဘီမှာအသက်၄၀အရွယ်ကိုစိုးတန်းခေါ်တာကြီးဆိုသူဟာ၎င်းရဲ့နေရင်ရှိမှာဖွင့်လှစ်ထားတဲ့ ဆိုင်ကယ်ပြုပြင်ဆိုင်ရှိမှာရှိနေစဉ်ဆိုင်ကယ်၃စီးနဲ့တနက်သမား6ရောက်ရှိလာပြီးတနက်အရှိန်နဲ့9ချက်ပြက်ခတ်သွားခဲ့တာဖြစ်တယ်လို့ဒေသခံတွေထံကသိရပါဗျ။အလားတူပဲမေ6ရက်မနက်ပိုင်းကလည်းတထုံမြို့နယ်သူဝနဝတီမြို့တောင်ကြားရက်ကွက်လက်ပံကုန်းအပိုင်းတောင်ရရီရှိရာကိုသွားရတော်လမ်းမှာတနက်တရာရီနဲ့တည်ဆုံနေတဲ့လူငယ်နှုတ်ရဲ့ရုပ်အလောင်းတွေကိုဒေသခံတောင်သူတို့ကတွေ့ရှိခဲ့တယ်လို့သူဝနဝတီမြို့ခံတွေထံကသိရပါဗျ။ အဆိုပါလူငယ်နှုတ်ဟာ Honda Wave 100အမျိုးအစားဆိုင်ကယ်ပေါ်မှာတန်းတဲ့တရားရီနဲ့တည်ဆုံနေကြောင်းနဲ့၎င်းတို့အနီးမှာ 9mm ခြေကုန်ခွနှစ်ခုတွေ့ရှိခဲ့ရကြောင်းသုဝနဝတီမြို့ဒေသခံတဦးကပြောပါရယ်၎င်းကဆက်လက်ပြီး ေဆုံးနေသူနှစ်ဦးကအသက်22နှစ်အရွယ်အပေကောဆိုသူနဲ့အသက်30အရွယ်ဝင်းကိုဆိုသူတို့ဖြစ်တယ်လို့သိရပါဗျ။သူတို့ကတောင်ကြားရက်ကွက်မှာနေထိုင်သူတွေပါလို့ပြောပါဗျ။နောက်ထပ်လူငယ်တဦးဖြစ်သူအသက်23နှစ်အရွယ်စိုးပြေထူဆိုသူရဲ့ရုံအလောင်းကိုတော့လေတော်ထဲမှာရှိတဲ့လေတဲပေါ်မှာတွေ့ရှိခဲ့ပြီ။အဲ့ဒီလေတဲပေါ်မှာရှိတဲ့ပလိုင်းအတွင်းကနေလည်း WY စာရန်ပါစိတ်ကြွရည်သူစေပြအပြား60မူရင်စေဝါ300ရာမှအသုံးပြုတဲ့ခဲပြားအပိုင်းအစားတွေဒူမီတနက်မှာထဲသွင်းအသုံးပြုပြစ်ခတ်တဲ့ဘောစီရ ှစ်လုံး၊ရုံလောင်းဤမှာလီယိုဘီယာဘူးကွန်တဘူးနဲ့9 mm ဂျီကွန်၈ခု၊ဂျီဖူး၂ခုတွေ့ရှိခဲ့ရကြောင်းလဲ၎င်းဒေတာကန်ကဆိုပါတယ်။ အဲ့လိုပဲမေဆလေးရဲ့မနက်ပိုင်းကလည်းမွန်ပြည်နယ်ဘီလင်းမြို့နယ်ဇုတ်ကလိကျေးရွာနေဦးစုံဝင်းဆိုသူဟာအစိုးမဇုတ်ကလိကျေးရွာအလဲပိုင်းမှာရှိတဲ့လက်ဖေးဆိုင်မှာရှိနေစဉ်တနက်သမားနှစ်ဦးမော်တော်ဆိုင်ကနဲ့ရောက်လာပြီးတနက်နဲ့ဝင်ရောက်ပြစ်ခတ်သွားတာဖြစ်ကြောင်းနဲ့ဦးစုံဝင်းဟာအိုးကောင်းတနက်တရားရပြီးအခင်းဖြစ်တဲ့နေရာမှာပဲတည်ဆုံးခဲ့ကြောင်းဒေသခံတွေထံကသိရပါဗျ။ဦးစော်ဝင်းဟာပြည်အောင်စုကြံ့ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီဘီလင်းမြို့နယ်ကော်မတီဝင်တအူးဖြစ်ကြောင်းနဲ့ သူ့ကိုမြေတီလက်နက်ကိုင်ဖွဲ့စည်းကမြေတီအကြောင်းကြောင့်ကြောင့်တနင်းနဲ့ပြစ်သက်သွားတဲ့ဆိုတာကိုမသိရသေးကြောင်းဒေသခံတွေကဆိုပါတယ်။အခုနှစ်မွန်ပြင်းနဲ့အတွင်းလုံးကျန်ပြက်ခတ်တပ်ဖြတ်မှုတွေကြောင့်လူ20ထက်မနည်းသေဆုံးခဲ့ပြီး16ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသရင်းသတင်းအင်းမြစ်တွေအရသိရပါတယ်။